ကိုအမျိုးသားကကိုထက်ငယ်နေတယ်ဆိုတဲ့သူတွေပေါ့နော်ဒီအချက်လေးကိုသတိထားပါဘာဖြစ်လဲဆိုအမျိုးသမီးတယောက်ကနေအမျိုးသားတယောက်မှာပေါ့နော်အသက်အားဖြင့်40ချင်းတူရယ်ဆိုရင်တော့မှစိတ်ခံစားမှုချင်းမတူတော့ဘူးအမျိုးသမီးတွေကစိတ်ခံစားမှုမရှိတော့ဘူးလျှော့လာတယ်ပေါ့နော်တစ်ဖက်မှာအမျိုးသားတွေက ိတ်ခံစားမှုတွေရှိတယ်เนาะအဲ့ဒီခါမှာ အမျိုးသမီးတွေအခုဆိုလို့ရှိရင်ပေါ့နော်ဒီရန်ကုန်ကနေပြီးတော့ဖြူလေးမှာဆိုလို့ရှိသူ့အမျိုးသားသူ့ထက်ငယ်တယ်လက်ရှိမှာအမျိုးသား40ပဲရှိသေးတယ်အဲ့ဒီအမားကတော့48နှစ်ရှိသွားပြီပေါ့နော်အဲသူတို့လင်မယားဆိုလို့ရှိရင်အရင်တော့ကတော့အဆင်ပြေတယ်အခုလည်းအဆင်ပြေသေးတယ်ဒါပေမဲ့အဆင်မပြေတာကဘာလဲဆိုတော့သူ့ဘက်ကအဆင်မပြေတာသူ့အမျိုးသားတောင်းတိုင်းမှာသူကမပေးချင်ဘူး မပေးချင်တော့တစ်ချိန်နှစ်ချိန်ညင်းနေတော့ကိစ္စမရှိပြီမယ်အများတန်းညင်းတဲ့အခါမှာတော့ဘယ်အမျိုးသားကမှစိတ်ထဲမှာမကြည်တော့ဘူးပေါ့နော်ဒီကိစ္စနဲ့ပတ်သက်လာလို့ရှိရင်တစ်ချက်ချက်ရန်ဖြစ်ရတယ်မင်းမှာတခြားလူရှိနေတာလားဒါမှမဟုတ်မင်းဘာဖြစ်နေတာလဲငါ့ကိုအဝေးရောက်တွန်းပို့နေတာလားအဲ့ဒီလိုစကားလုံးတွေပြောလာတဲ့အခါမှာသူ့မှာခံနိုင်ရင်မရှိဘူးလို့ပြောတော့ပေါ့နော်အဲ့ဒါနဲ့အဖြူလေးမှာပေါ့သူကလွန်ခဲ့တဲ့နှစ်လလောက်တုန်းကအာဒီ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လာဆွေးနွေးပြီးတော့တလချင်းစီဝယ်တောက်နေတာပြီးခဲ့တဲ့လလည်းတောက်တယ်အရှိစစလလည်းတောက်တယ်ပြီးခဲ့တဲ့လလည်းတောက်တယ်အခုဒီလလည်းအဲဒီနေ့ထပ်မရင်လည်းသူကဘာပြောလဲဆိုတော့ဗောနော်အဲညီမလေးအမတို့အကြောင်းလေး အိမ်နောင်တဲ့အချင်းချင်းအမျိုးသမီးတွေကိုကူညီပေးနေတာအခုလက်ရှိပေါ့နော်ဖြစ်ဆွစာရောင်းတဲ့အခါမှာအကြားရတဲ့ပေါ့နော် feedback တွေကအရင်စိတ်ချမ်းသာရတယ်။တချို့အမတွေဆိုလို့ရှိရင်လေအရင်တော့ကအဆင်မပြေတဲ့အိမ်နောင်ရေးတွေကတဲ့အခုကျမှပဲပြန်ပြီးတော့အဆင်ပြေလာတယ်တဲ့။ဒီအိမ်အောင်ရေးမှာပေါ့နော်အမျိုးသားနဲ့အမျိုးသမီးအတူမနေတာကြာလို့ရှိရင်တယောက်ပေါ်တယောက်နားလည်မှုတွေညော့နေလာတယ်တော်ယုံနဲ့တန်ယုံဆိုရင်လည်းတိခံနိုင်စွမ်းနေမရှိတော့ဘူးက ပြောမယ်ဆိုဘလောက်တည်တည်လေးဖြစ်နေပါစေအကြီးကြီးချဲ့လိုက်လို့ရသလိုအကြီးကြီးကိုလည်းလင်မယားကြားမှာတည်တည်လေးပြန်ချုပ်လိုက်လို့ရတယ်ဒီပြဿနာလေးတွေကအဓိကကအိမ်တော်ရေးမှာသူနဲ့ကိုအတူနေပြီးတော့တယောက်ပေါ်တယောက်အပေးယူမျှဖို့ပဲလိုတယ်အဲ့ဒီမှာ အခုလက်ရှိဆိုရင်အမျိုးသမီးတွေဘက်ကငင်းစံတာလည်းဖြစ်နိုင်တယ်လို့ခါသလီမှာအမျိုးသားတွေဘက်ကအပြင်းတွားရတာများတာကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီခါမှာအိမ်တော်ရေးမှာအတုမနေတာကြာလို့ရှိရင်လေတယောက်နဲ့တယောက်နားလည်မှုတွေကလျော့နေလာတယ်နော်ဒါမျိုးတွေကတကယ်ကိုမှအပြင်းမှအများကြီးဖြစ်နေတာဒါကြောင့်မို့ပြီးတော့တိတိနာကြတော့အမျိုးသမီးတွေအနေနဲ့သိရမှာကလေဒီလိုအတုနေတာကလေရှက်စရာမဟုတ်ဘူးကိုယ်အိမ်တော်ပြုထားတာပဲဒီကိစ္စကတော့ရှိကိုရှိရမှာလေနော်အိမ်တော်တွေဒါအဲ့ဒီမှာမှအတုနေခြင်း ကနေပြီးတော့ရလာတဲ့ကောင်းကျိုးလေးတွေကိုပြောပြမယ်။အိမ်တော်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်အမျိုးသားရောအမျိုးသမီးရောပေါ့နော်။ဒီလိုအတူနေပေးခြင်းအပြင်စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းတွေထွက်တယ်။ပြီးတဲ့အခါကျအခန်းနာပေါ်မှာဒီဘယ်လိုပြောမလဲဆိုပင်ပန်းနွမ်းနယ်မှုတွေကိုလျှော့ချ ကျောအမျိုးသမီးတွေအိမ်အောင်ရေးတွက်ဆိုပြီးတော့ဗောနောအိမ်အောင်ရေးဟိုတာယာအောင်ဆိုပြီးတော့ဒီလက်ပြပြင်တာချုပ်တာတွေပြီးတဲ့ခါကျကော်လဂျင်ကျိုးထိုးတာတွေရင်သားလောက်တာတွေဒီလိုမျိုးတွေကိုနောက်ပိုင်းတွေ့လာရတယ်ငွေတွေလည်းအများကြီးကုန်တယ်ဒီလိုမျိုးတွေအကုန်ခံစရာမလိုဘဲနဲ့ဗောနော၃လ၆လအချိန်သာပေးပြီးတော့တေချာလေ တုံးပေးမယ်တောက်ပေးမယ်ဆိုလို့ရှိရင်အထီတာနဲ့လုံးဝထတ်တူညီတဲ့ရလတ်မျိုးကိုရဖို့အတွက်ဖြူလေးမှာရှိတယ်။ဘာဖြစ်လို့အဲ့လိုပြောရတာလဲဆိုတော့လွန်ခဲ့တဲ့6လတော့ကမြောက်ဒီကအမဆိုလို့ရှိရင် तू ကနှစ်ကြိမ်တော့ပြန်ပြီးတော့ချုပ်ထားတာချုပ်ပြီး တစ်ခါအတူနေတစ်ခါပြန်ကွဲတယ်အဲ့ဒီကနေပတ်သက်ပြီးတော့သူကဒါဖြူလေးရဲ့ဗီဒီယိုလွန်ခဲ့တဲ့6လကမြင်ပြီးတော့သူအဲဖြူလေးမှာစေးလာမာတဲ့တောက်စီလေးနဲ့ထဲစီလေးနဲ့3လစာတစ်ခါလေးယူတာနော်အဲ့ဒီလိုမျိုးတောက်ပြီးတော့နောက်ထပ်3လလက်မာတယ်အဲအခုဆိုလို့ရှိရင်အရန်အစဉ်ပြေတာသူကတော့ဆက်တောက်ဖို့တော့သူ့မှာလုံးဝကိုရှိသလိုသူ့တငယ်ချင်းတွေကိုလည်းမိတ်ဆက်ပေးလို့လက်ထပ်ဝယ်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဖြူလေးပြောချင်တာတချို့အဲ့ဒီလိုမျိုးလှုပ်ဖို့စိတ်ကူးနေတဲ့သူတွေမလှုပ်ပါနဲ့အော်အရန်ကိုမှဒီတာလှုပ်တဲ့အခါမှာငွေကုန်ကြီးပြများသလို အစိမ်းမပြေခဲ့ဘူးဆိုလို့ရှိရင်အသားလဲနာတယ်ပတ်စံလဲကုန်တယ်ဒါကြောင့်မို့တောက်ဆေးလေးတွေထဲ့ဆေးလေးတွေနဲ့3လ6လ train ကြည့်ပါလုံးဝကိုထူးခြားမှုရှိပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်အိမ်တော်ရင်းမှာဘယ်အမျိုးသမီးအားမှအသားနာခံငွေကုန်ခံပြီးဒီကိစ္စကိုတော့မလုပ်ချင်ဘူးဒါပေမဲ့အိမ်တော်တဲ့အမျိုးသမီးတွေခလေးမွေးရရတာတကြောင်ပြီးတဲ့ခါကျတော့ဒီဟော်မုန်းအပြောင်းလဲကြောက်တော့တကြောင်ပေါ့နော်ဒီလိုမျိုးမွေးလမ်းကြောင်းကျဲတဲ့ပြဿနာတွေအသားရေတို့လာတာ